ီဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ဒီ Assembly Me Organization ကထုတ်ထားတဲ့ Everyone Quiet Aerobot အကြောင်းပြောပြပေးဖို့ဖြစ်ပါတယ်။ဟိုဒီ bot လေးအကြောင်းရယ်ပြောလို့ရှိရင်အသုံးပြုပုံလေးရယ်ကိုအသေးစိတ်ပြောပြပေးဖို့ဖြစ်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ဒီ bot လေးကဘယ်လိုမျိုးလဲဆိုရင်ဒီ Assembly Me Organization မှာအဓိက လေပတ်မဲ့ပေါ်လေးပေါ့။အဲအနေပြီးတော့ဟိုမိတ်ဆွေတို့အနေနဲ့ coin လေးတွေရှာလို့ရတယ် coin လေးတွေစုလို့ရတယ်ပြီးတော့ရင်ဒီအစောက်ဝမီ organization မှာပြန်ပြီးတော့တုံးလို့ရတယ်ပေါ့သူရဲ့ဝန်ဆောင်မှုတွေစာပေတွေယူလို့ရတယ်ပြီးတော့လို့ရှင်နောက်တစ်ခုကပါလဲဆိုရင်ကိုတို့ကဟို crab ငွေသားလေးပြန်ထုတ်ယူလို့ရတယ်ပေါ့ဟိုအဲ့လိုမျိုးရုပ်လို့ရတဲ့ system မျိုးလေးကိုကျွန်တော်အနေနဲ့ချမှတ်ပေးရဖြစ်ပါတယ်အစောက်ဝမီဒီ AWM coin board လေးရပေါ့ဒီကနေနဲ့ဘာလို့ရရလဲဆိုရင် ဟို emphasis အင်္ဂန်လေးပေါ့ emphasis အင်္ဂန်အပူပုံလေးရှာနိုင်ဖို့အတွက်ရဲပြီးသွားရင်ဒီ organization မှာအသုံးပြုရဖို့အတွက်ရဲပေါ့ဆိုတော့အဲ့ရန်တစ်ခုကိုအဓိကယူရွယ်ပြီးတော့ဟိုတိဆောက်ထားတဲ့ပေါ့လေးတစ်ခုကိုပြောလို့ရပါတယ်ဟိုလက်ရှိမှာတော့ဒီဘောရဲ့အသုံးပြုရယူတာကတော့1250ကျော်ပေါ့ဒီဒီနေ့ကျွန်တော်ဟိုစကြည့်တာပေါ့အဲ့လောက်တော့ရှိသွားပြီဆိုတော့ ဘောကထွက်တာတော့ဟိုနှစ်လောက်တော့ရှိပြီပေါ့ဒါပေမဲ့အသုံးပြုယူဆကနည်းပါသေးတယ်လို့ပြောလို့ရပါတယ်အဓိကယူရတာတော့ကျွန်တော်အနေနဲ့ခုနပြောခဲ့လို့ပဲဒီ online ရှင်းမှာလဲပုံပုံရဲ့ပုံပုံလေးရှာဖို့တွေ့ရပေါ့ဆိုတော့ဒီဘော့လေးကိုအသုံးပြုဝင်တို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်နောက်တော့ဒီဘော့လေးမှာအဓိကအနေနဲ့သူရဲ့လုံဆောင်ပုံလေးကဘာလေးလဲဆိုရင်ဟို တက်လေးတွေလုံမယ် daily တက်လေးတွေလုံမယ်ပြီးတော့လို့ရှိရင် coin လေးတွေစုလို့ရမယ်ပေါ့အဲ့ဟာလေးရတယ် coin လေးတွေရဖို့အတွက်အခွင့်အရေးတစ်ခုလို့ပြောလို့ရတယ် coin နောက်တစ်ခုကကြတော့ဟိုအစပ်ဝတ်မြေမှာအခြားခြားသောဝန်ဆောင်မှုတွေ digital product တွေစသဖြင့်ဟိုအဲ့လိုမျိုးတွေဝယ်လို့ရတဲ့စားပစ်လေးတွေရှိရပေါ့အဲ့ဟာလေးတွေကကိုကနေပြီးတော့အဲ့ဝန်ဆောင်မှုတွေရယူမယ်ပြီးတော့လို့ရှိရင်အဲ့နေပြီးတော့ coin လေးထည့်ရမယ်ပေါ့ rubber အနေနဲ့ပြန်ပေးသဘောအဲ့အနေနဲ့ coin လေးစုလို့ရတယ်ဒီ coin လေးကိုကအသုံးပြုပြီးတော့ဟိုနောက်ကျရင်ဒီအစိုးမီယာ product ဝင်ပြန်ဝင်လာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကအဲ့အိမ်မွေးခြင်းပတ်စံထုတ်ခြင်းနဲ့ပေါ့အဲ့ဆိုရင်ပတ်စံပြန်ထုတ်လို့ရတယ်ဆိုတော့အဲ့သဘောမျိုးပါပဲနောက်တစ်ခုပါလဲဆိုရင်ဒီ coin လေးရဲ့အခြေအနေအရတော့ဟိုကျွန်တော်အစိုးမီ organization မှာလေပတ်တဲ့ market ပုံလေးမူတည်သေးတယ်ပြီးတော့အကြောင်းအရာတစ်ချက်ချက်ပုံလေးမူတည်သေးတယ် ဲဘုံမူတည်ပြီးတော့ဈေးအတက်ကြလေးရောရှိတယ်ပေါ့လက်ရှိမှာတော့ကွန်ရဟိုနှစ်ချက်ကနေသုံးချက်အဲ့လောက်မှအတက်အတက်ကြဖြစ်နေတယ်ပေါ့တို့အဖြစ်နဲ့လူသုံးနေများလာမယ်လူရဟိုဒီမှာ market မှာလေပတ်တာတွေများလာမယ်ဆိုရင်ကွန်ဈေးတက်လာဖို့တော့လုံးဝပြည့်ကြတော့ရှိပါတယ်ကျွန်တော်အနေနဲ့လို့ပဲခံမှန်ပြီးတော့ဟိုသွားတာဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုရင်ဒီ ကွန်နီကဟိုခုနပြောခဲ့လို့ပေါ့ဒီ organization မှာ level ပို့အဓိကဖြစ်တဲ့အတွက်ကြောင့်မို့ဟိုတခြားဟို cryptocurrency နဲ့ပတ်သက်တာမျိုးတွေပါရောမရှိဘူး။ဒီကနေနဲ့ဟို user တွေရောပြောလို့ရှိရင်တခြားသောကျွန်တော်ရဲ့ customer တွေရော Apple ကိုဟိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရောပြောလို့ရှိရင်အပူငွေရှာလို့ရအောင်တော့ပေါ့အများကြီးမဟုတ်ရင်တော့မကိုတို့ကမနာ ်အဲဒီဖြစ်စီများသည့်ဖြစ်စီအမျိုးမျိုးသောပမာဏကိုရှာလို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပဒိကလောက်ထားတာပေါ့ဆိုတော့နောက်တစ်ခုကပါလဲဆိုရင်ဒီမှာပေါ့ဒီခွင်ဘောတော်ကိုလေဟိုဒီဘိုးလေးလောက်တာ၄ဘာလေးအဲ့အမျိုးကြီးကျွန်တော်လုံးဝမရှိဘူးเนาะဒီအမျိုးကြီးလာပြီးတော့ဟိုဆွဲတာမျိုးကြီးလက်လောက်တာမျိုးကြီးဆိုရင်လုံးဝစကန်မှာလို့သတ်မှတ်လို့ရပါတယ်ဆိုတော့အဲ့အလေးတစ်ခုကိုတတိထားပေးဖို့အတွက်အဓိကပြောချင်ပါတယ်ပေါ့ ကျောင်းအနေနဲ့အဓိကခုနပြောခဲ့လိုပဲလေပတ်ဖို့အတွက်ရေအင်္ဂန်းရှာလို့ရဖို့အတွက်ရေအဲဟောပဲအဓိကရည်ရွယ်ရတာဖြစ်သောကြောင့်ကျန်တဲ့ဟာတွေတော့မပါဘူးပေါ့ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်လေကျွန်တော်ကောင်းတာတစ်ခုပြောရမယ်အဲဟာဘာလဲဆိုရင်ဒီဘုံမှာသူလောရတဲ့တက်လေးတွေကဟို channel join ရလေးပါတယ်ပေါ့ဆိုတော့အဲဟာမှာလေအဓိကအနေနဲ့ကျွန်တော် organization မှာဟိုဖွင့်ထားတဲ့ channel လေးတွေကြီးပဲပေါ့အကျိုးကြီးကြလေးပဲတင်ပေးတဲ့ channel လေးပေါ့ဆိုတော့ ခုအနေနဲ့ဒီ channel လေးကိုလည်း join နေဟိုတော့အကျိုးရှိတာကိုလည်းကိုယ်တော့ရတယ်ပြီးတော့ရင်အဲ့အောင်မှာအင်ကန်လေးပြင်ရတယ်ဆိုတော့ဒါတကယ်ကိုကောင်းတဲ့အချက်တစ်ခုလို့ပြောရင်လုံးဝမမှားပါဘူးတော့အဲ့အလေးကိုဟိုမိတ်ဆွေတို့အနေနဲ့နားလည်မယ်လို့ထင်ပါတယ်ဒီအိုင်း like join နေတဲ့ဆိုင်ပေါ်ကနေစင် join လိုက်မယ်ဆိုရင်ကိုယ်တော့ဟိုအင်ကန်တစ်ခုလည်းရတယ်ပေါ့ခွန်လေးလည်းရတယ်ပေါ့ဒီကိုကစကြင်မှာ ပိုင်ပိုင်ဆိုင်မှုနည်းစီတယ်။ဟိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ organization ကကြီးလာတယ်၊ support ပေးလူတွေများလာတယ်၊ကျွန်တော်တို့ပေါဝင်လာတဲ့လူတွေများလာတယ်၊ market ကလည်းကောင်းလာတယ်။ market ဆိုတာကျွန်တော်တို့ဒီပေါ့အယောင်းဝယ် market တွေပိုင်ညာတွေပေါ့အဲ့ဟာတွေပေါ့ပြောရရင်အဲ့လိုမျိုးအခြေအနေတွေဖြစ်ပေါ်လာရဆိုရင် quantity တက်လာတယ်ပေါ့တက်လိုက်ခါကျမှကိုကရှိရတဲ့ဟာတွေရှိရင်နှစ်ဆလည်းဖြောင်းနိုင်တယ်သုံးဆလည်းဖြောင်းနိုင်တယ်ဒီလိုဆိုရင်အဲ့လိုမျိုးဟိုကျွန်တော်ရှိမှလာတောင်းပြီးတော့ဝယ်ပြီးတော့ င်ဖန်လုပ်တဲ့လူတွေရှိတယ်ပေါ့ဒါကတော့ဟိုကျွန်တော်အဓိကရောင်းချပေးရတော့မဟုတ်ပါဘူးဒါကသူတို့အနေနဲ့လာတောင်းဆိုပြီးဝယ်တဲ့အတွက်ကြောင့်မဟုတ်ကျွန်တော်တို့ကဟို online သဘောပါပဲအဲ့လိုပဲအများကြီးရောမဟုတ်ပါဘူးအကန့်ဆက်လေးနဲ့ပဲရောင်းလိုက်တဲ့သဘောပါပဲဆိုတော့အဓိကအနေနဲ့အဲ့လိုရည်ရွယ်တာပေါ့သူတို့ရဲ့နောက်ပိုင်းဝယ်တဲ့ပုံမူတည်ပြီးတော့လဲဟိုဝန်ကြီးတက်လာဖို့တော့လဲကျွန်တော်တို့ထည့်သွင်းစဉ်းစားရတယ်ပေါ့အဲ့ဒါလေးလည်းရှိတယ် ဟိုနောက်တစ်ခုကပါလဲဆိုရင်တို့ပြီးတဲ့ပမာဏပေါ့။ coin ပြီးတဲ့ပမာဏကဟိုနည်းတယ်လို့ဆိုနိုင်ပါတယ်။ဆိုမဲ့အဓိကကျွန်တော်အနေနဲ့ coin ပမာဏဆိုတာထက်ဟို coin ဈေးကိုအဓိကမြင့်တင်နေတာပေါ့။အဲကြောင့်ကို coin ကိုနည်းနည်းလေးထိချလေးစနစ်တကျနဲ့ဈေးကနေကျနဲ့ဆက်ဆံလေးချပြီးတော့ပြည့်စုံဖို့ဖြစ်တယ်။ဆိုတော့ဒီပုံမူတည်ပြီးတော့ coin စီးနှုန်းတက်လာတာပေါ့။ ိကတော့ coin ရဲ့ value ပေါ့ coin တန်ဖို့မြင့်မြင့်လေးနဲ့လေပတ်လို့ရအောင်ရှိပေပြီးတော့ကျွန်တော်နေတဲ့အဓိကထားပြီးတော့အလိုပမာဏအတိုင်းအတာတစ်ခုလေးနဲ့ပေးရသဘောမျိုးဖြစ်ပါတယ်ပေါ့ဒါလေးကိုလည်းမိတ်ဆွေတို့အနေနဲ့တတိထားမိမယ်နားလည်ပဲလို့ကျွန်တော်မြင်ပါတယ်ပေါ့အဓိကပါလဲဆိုရင်ဈေးကွက်မြင့်တင်ကြီးပေါ့အဲဟာအဓိကဥစားပြီးလှုပ်တဲ့အတွက်ကြောင့်မို့အားလုံးပဲ ဒီစာလေးလေးလာပြီးတော့ဒီစာလေးတုံးသက်ပြကြပါလို့ပြောချင်ပါတယ်။ဆိုတော့ဒီဘက်ဆက်ပြီးတော့ဟိုဒီပေါ်အတုံးပြုပုံလေးကိုပြောပြပေးပါပါမယ်။ဆိုတော့အဲ့ဟာလေးကိုစကြည့်ပေးကြပါဦး။ကျွန်တော်ကတော့ AOAM ပဲဖြစ်ပါတယ်။နောက်တော့ကျွန်တော်ရဲ့အဲအစဝမီဆိုတဲ့ organization ကိုလည်းဝိုင်းပြီးတော့ support ပေးရဖို့အတွက်တောင်းဆိုချင်ပါတယ်။မိတ်ဆွေတို့အများကြီးအကျိုးရှိမှာပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါကတော့ ဟိုကျွန်တော်ပြောထားတဲ့စာရင်တေချာလေးကိုကလေ့လာပြီးတော့အကျိုးရှိအောင်လုပ်မယ်ဆိုရင်ပိုကောင်းပါတယ်ပေါ့ဆိုတော့အဲအစိုးရမျိုး organization ရဲ့ပတ်သက်ပြီးတော့လည်းလာရောက်လေ့လာဖို့တော့အားလုံးဖိတ်ခေါ်ပါတယ်ပြီးသွားရင် Sunday noise sharing meeting လေးလည်းရှိတယ်ပြီးသွားရင်အပတ်စဉ် AWN coin giveaway လေးလည်းရှိတယ်အဲအားလေးတွေလည်းလာပြီးတော့ join ပြီးဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်ဆိုတော့ဒီလိုလေးကိုဆက်ပြီးတော့ကြားလိုက်အောင်